ကေစီ YouTube channel လေးကပြန်လဲကြိုဆိုပါရနော်နေဘာလို့ပြောချင်လဲဆိုတော့ဒါဒါကျွန်တော်မေးမှာတော့ဒီမေးဒီဟာမေးပဲမေးမှာပေါ့နော်ဘာလို့ဆိုတော့ဟိုကျွန်တော်တော့မသိဘူးနော်ကျွန်တော်တော့ဟိုအဲ့အခု तू ပြောမှာအခုဘာလို့နော်စစ်တပ်တရားပေါ့နော်အကြတော့ तू စစ်သားစစ်သားမိမပြောထားပါဗျာစစ်သားမိမပြောထားတဲ့အရာကျွန်တော်ကတော့စစ်တဲ့ မသိဘူးเนาะမသိတဲ့အတွက်ကျွန်တော်တော့ဒီဟာကိုမှားခြင်းမှန်ခြင်းမဆုံးပါဘူးအဲ့အာဆိုလို့ရှိရင်ခင်ဗျအဲ့သူဒီအခုเนาะဟိုသူယောက်ျားပေါ့သူယောက်ျားအရင်စစ်သားစစ်သားနေကူမသူကထွက်ပြေးသွားတယ်ခင်ဗျာသူတို့ပြောသလိုဆိုစစ်ပြေးလောက်လိုက်တယ်ပေါ့เนาะစစ်ပြေးလောက်ပြီးတော့မိန်းမနဲ့ကလေးတွေခေါ်သွားပြီးတော့အဲ့လိုပေါ့เนาะအဲ့သူမိန်းမတက်ပြောရပါကအခုသူတို့စီဒီယံလောက်လိုက်တာအစင်ပြေးတယ်ပြုတ်တယ်ပေါ့เนาะအစင်ပြေးပြုတ်တယ်ဘာညာကူကောပေါ့ဗျာနောက်ပြီးတော့ဟို အိတ်ကထဲမှာတော့ပတ်သက်မကြည့်ဘူးစိတ်သက်ကတော့အဲဟီးရိုးပဲဘာညာကွီးကွာလို့ဘာညာပေါ့နော်အကြတော့နောက်တစ်ခုကနော်သူတို့ကစစ်တပ်တဲ့နေလာဆိုစစ်တပ်တဲ့အကြောင်းတွေပြောတာပေါ့နော်ဒါကစစ်တပ်တွေကလူတွေဒါမှမဟုတ်လေကျွန်တော် channel ကိုကြည့်နေတဲ့မှာစစ်သားတွေပါရှင်ကွန်မန့်လေးရေးပေးအောင်ဗျနော်သူပြောနေရတယ်တကယ်လားကျွန်တော်ကလည်းတန်မြတ်ဝင်တယ်လေဘာလို့ तू ကစစ်တပ်တဲ့မှာနေလာတဲ့လူလေး စစ်သားရဲ့မိမအကြတော့စစ်တပ်ထဲမှာအရဖဲပါစုံလင်သွားရင်းနဲ့စီကံမရှိတဲ့လူတွေနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့သူပြောတာပေါက်ပန်းလေးတဲ့လားနော်တကယ်လားကျွန်တော်လည်းမသိဘူးအဲကြတော့တကယ်ကျွန်တော် channel ကိုကြည့်တဲ့တည်းမှာစစ်သားတို့စစ်သားနဲ့ပတ်သက်တဲ့အတိုင်းအဝန်တကယ်တိတိကျကျသိရင် comment လေးရေးပေးသမ်းပါဦးဟာကျွန်တော်တို့နားထောင်ရောဟာစီကံမရှိရတဲ့စစ်တပ်ဟမ်ပေါက်ပန်းလေးတွေဟာအရဖဲပါစုံနေသွားသူပြောကြမှာစစ်တပ်ရစစ်တပ်ကရရတာမရှိတော့အဲဆိုရရမရှိတော့တဲ့အကြောင်းဘာလို့ဟမ် ဒီလောက်အကျင့်စာဒိဋ္ဌိအပြည့်နေတဲ့စိတ်တည်းစည်းကမ်းဒီဘာတစ်ခုမှမရှိတဲ့အရာကိုဟမ်အဲ့တော့ဘာလို့စီလုံးနေတာတော့ဘာလို့စီလုံးနေတာတော့ဟမ်ဒါလည်းတစ်ချက်ပြန်တွေးရမှာလေဒါကျွန်တော်ကျွန်တော်တွေးမိတဲ့အရှုတော့ပြောတာနော်ဘာလို့စီစီလုံးလုံးနဲ့ဆက်သွားနေတာတော့သူပြောတဲ့အတိုင်းသူဘာအကုန်ပြအမိချက်မိသားကောင်းချက်ကောင်းမဟာဘာဖြစ်တယ်ညာဖြစ်တယ်အမလူမှုရေးဖောက်ပြန်တာတွေရောချုပ်ချက်ဒီကချုပ်ချက်ဒီခတ်နေရလေ အကြောတော့စစ်တပ်ထဲမှာတာဝန်ထမ်းလက်ရှိအခုတာဝန်ထမ်းဆောင်နေတဲ့လူတွေရှိရှိမရှိရင်စစ်တပ်ထဲမှာစစ်တပ်အကြောင်းသိတဲ့လူတွေကျွန်တော်ဒီကွန်မန်လေးတွေရေးပေးပါဗျ။နော်ကျွန်တော်သိချင်လို့ဒီအမျိုးသမီးပြောတဲ့အရာ तू ကစစ်သားရဲ့မိန်းမပေါ့နော်အဲစစ်ပြေးပေါ့နော်စစ်ပြေးရဲ့မိန်းမ तू ပြောထားတဲ့အတိုင်းအဲ့လိုအရက်ဖဲပါစုံလင်သွားနေပေါတဂယ်ပေါတဂယ်ဖြစ်နေတဲ့တကယ်ကြီးလားကျွန်တော်တန်ရဝင်သွားတာဘာလို့ဆိုကျွန်တော်လည်းတွေးပါတယ်နော် တချို့ဆိုစီကံဖောက်တဲ့အားကြီးစီကံဖောက်တယ်ဆိုဟိုလိုကြီးဖောက်တာမဟုတ်လို့ကျွန်တော်တကယ်ချင်းเนาะအရင်ကျွန်တော်တကယ်ချင်းအရင်စစ်စည်းတက်နေတာနော်စစ်စည်းတက်နေရကောခင်ဗျာသူဆိုလည်းပြန်ပြောပြရတယ်သူဆိုလို့ချင်းပါအောင်အဲ့တော့သူတို့အဲစစ်စည်းတက်တော့ကျတော့ညမထွက်ရလားမလားမသိဘူးသူဆို ground အတိတ်ခံရတယ်တဲ့ဟောညဘက်ထွက်ရင် ground တိတ်နေဆိုတာလေသူဆို ground တိတ်ခံရတယ်ဒါပေမဲ့အခုခင်ဗျာဟိုပြေးပါဆိုတော့မပြေးတော့သွားပါဆိုတော့မသွားတော့ဘာလို့အဲ့တော့ငယ်တုံးရွယ်တုံးကကျတော့သူတို့သွားတယ်လာတယ်ပေါ့နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်သိတယ်ကျတော့ तू ပြောသလိုကြီး ဟိုလုံးဝအကုန်လုံးစုပ်ပြတ်တတ်နေတဲ့ဟာကြီးဒီလားစိတ်တက်ဒီအဲ့လိုကြီးဒီပဲလားခင်ဗျာနော်အကြတော့ဒဲတော့တွေးစီရပါဘောနော်အကြတော့အဲ့ဒါကြောင့်ပါကျွန်တော်ကလည်းကျွန်တော်မသိလို့မေးတာနော်သိတဲ့လူကြီးကွန်မန်းမှာဖြီးပြီးနော်ကျွန်တော်ပေါက်ပန်း၄၀တော့မဖြီးနဲ့ပေါ့ဗျာနော်ကျွန်တော်အမုံတရားကြီးနေမဖြီးပါနဲ့ နော်ဒီကြားထဲမှာဒီထဲမှာအခုလို့ပြောလိုက်လို့ချင်းဟာမန်တော်ဘောပြူတော်ဘောဆိုလက်တီလက်မောင်းတမ်းပြီးတော့ဆော့ဝေးဆော့ပိတ်တွေကျွန်တော်အဲ့ဒါမလို့ချင်းခင်ဗျားတို့ပြောတဲ့အရာပေါ်မှာလဲကျွန်တော်ကွန်မန်းနေမှာကြည်လိုက်အထင်သာကြီးနော်လက်ရှိအရှိတရားလက်ရှိဖြစ်ပျက်နေတာအနေနဲ့ပြောနော်ကျွန်တော်တွေ့ဟုတ်တယ်စစ်စစ်သားထဲမှာလုံးဝအရက်မူပြီးတော့နော်အဲ့အဲ့အရက်ပဲအရက်ပဲဖြစ်နေတဲ့နော်တော်တော်အဲ့လူမျိုးလဲကျွန်တော်တွေ့ဟုတ်တယ်တွေ့ဟုတ်တယ်ဒါပဲ ူတို့တာဝန်ခြင်းကတာဝန်ခြင်းပဲအပြည့်ဝထမ်းဆောင်တယ်ဒါဒါဒါကျွန်တော်သိတာနော်အပြည့်ဝအပြည့်ဝသူသူကန္နာနဲ့သူကမြလုံးဝလုံးတယ်နော်သူဆိုလို့ချင်းဘာဘာတော့ဗျာဒီမှာခါမှာပတ်ရတဲ့ဟာကြီးဒီလိုလေခါမှာရဲ့ဒီမှာရဲ့ပတ်ရတဲ့ဟာကြီးဒီတစ်ခါတည်းရပေါင်ထားတာခမရပေါင်ထားတာရှိတယ်ခမရအဲ့ဒါတော့ကျွန်တော်သိတယ်နော်တစ်ခါလေးပေါင်ပြီးသုံးတယ်ပြူတယ်အဲ့ကြောင့်မလို့လဲဟိုမင်္ဂလာတော်လို့လေမင်္ဂလာတော်ဗါဒီဘက်ကခေပင်လမ်းဆုံးဒီဘက်ဘေးမှာလေ အဲ့စစ်တပ်ဝရမ်းမိသားစုတွေရဲ့နောက်မှာဈေးရောခင်ဗျာအမအမဆိုအင်ဂျီတွေဘောင်းမီတွေဖက်နက်တွေဘာညာကူကအီကွတ်မန့်တွေဘာအကုန်ဝယ်လို့ရလေကျွန်တော်နှစ်ခေါက်သုံးခေါက်ရောက်ဝယ်အဲ့ဈေးတွေကိုကုန်းလေးပေါ်မှာလေခေပင်လမ်းတော်ဘက်ကိုဒီကနေပြီးတော့ကျွန်တော်တက်သွားရောလေအော်မင်္ဂလာဝေဒီကာဝင်းမရောက်ခင်မှာအမဟိုတဲ့ဈေးဘာဝန်ထမ်းမှုဝင်ပဲနဲ့ဘက်ကိုထောင်တက်လို့ချင် အမလေလမ်းကြီးလေအလန်တက်တက်သွားလိုက်ရင်ဂုံးတက်လေးဒီဘက်ဟိုလမ်းအနောက်ဘက်ပေါ့နော်လမ်းအနောက်ဘက်ပါခင်ဗျာအမရှိရလေ စစ်ပစ္စည်းမှများအကုန်ဝယ်လို့ရတဲ့ဟာမှအမှသွားကြည့်လို့ရတာပဲနော်အကြောတော့ဒီမျိုးသမီးပြောတာတစ်ချက်နားထောင်လိုက်ပါဦးနော်သူပြောတဲ့အတိုင်းဆိုစစ်တပ်ကကောင်များရရတခုမှမရှိတော့ဘူးနော်အကြောဒီမှာတစ်ချက်နားထောင်ကြည့်လိုက်ပါနော်ရင်တော့ဆိုတော့ရိုးရိုးစစ်ပြေပေါ့မျိုးစစ်ပြေပေါ့လည်းအခုစီဒီယံပေါ့ကလည်းမတူဘူးလေစီဒီယံလောက်တာဆိုတော့ဒီသူရဲ့အချစ်လည်းရတယ်အာဒီသူရဲ့လေးစားမှုလည်းရတယ်ပေါ့နော် အခုတော့တဲ့ဟိုသွားတော့ဝင်သွားတော့တက်ထဲမှာကြံနေပြီအပြင်ရောက်သွားသေးတယ်လေ။ပါမီဒီအပြင်ကိုထွက်သွားတဲ့ချိန်ကျတော့ဟို အဲ့မရှိရဦးပြင်ပါလေအဲ့လိုလမ်းဘေးမှာပစ္စည်းတွေပုံပြီးသားမိတယ်အဲ့လိုလမ်းဘေးမှာငုတ်တော့ယူထိုင်တော့အဲ့လိုမျိုးဒုက္ခတွေတော်ရောက်ခဲ့အမိုးတွေကလည်းယူအားအားလေးတက်လက်ပတ်တစ်ခုနဲ့ပစ္စည်းတွေအုပ်အုပ်ပြီးတော့အတော်အိမ်မှာသွားပြီးတော့တ냐တတောင်အဲ့ရဟိုအမျိုးသားကိုရအောင်ချိတ်ဆက်အဲ့လိုချိတ်ဆက်ဟိုပထမတော့ဆိုးရိမ်မှုရှိနေတယ်သူတို့စစ်တပ်ထဲမှာဝါလာဖြန့်လိုက်ကြည့်အောင်ဟိုအမျိုးသားဟိုနှစ်ယောက်ကြာအသေးကြီးရအဲ့လိုမျိုးပေါ့လက်နက်တွေယူပြီးရင်အဲ့ဒီဘက်က KNU ကအဲ့ဒီကရင်ကရိုင်းနေပေါ့နော်တတ်ပြစ်မှာပေါ့ဆိုပြီးတော့အဲ့လိုစိတ်ဓာတ်တွေအကြအမျိုးသားနဲ့အဆက်အသွယ်ရပါတော့မလားပေါ့ ဒါမှမဟုတ်အဆက်အသွယ်ရခဲ့တယ်မသိဘူးလေအရှင်လက်လက်ချီအဲ့အဆက်အသွယ်ရတော့လိုက်သွားတယ်လေလိုက်သွားတော့ကလေးက9ယောက်3ယောက်ခေါ်ပါတယ်2ယောက်ထားခဲ့တယ်ဆိုတော့ main ကလေးတွေဆိုတော့လေတော်ထဲမှာဘလို့နေထိုင်ရမှလည်းမသိဘူးလေနောက်ပြီးတော့ဝါရဖြန်းတဲ့ဇာတ်တွေကလည်းဆူဆူဝါးဝါးတွေသူတို့ပြောတာလေငါတို့တာသမီတွေကိုခေါ်ပါနဲ့တမီတွေကိုဟိုမှာအဲ့ဒီကရင်တွေကအရန်ဆိုတာအဲ့လိုအာမပြုတ်ကျင်မှာဘာလို့ပြောတော့လေအရန်ကြီးလည်းကြောက်တယ်စိုးရိမ်နေယောက်ျားတော့ပြောတယ်ဒီမှာအရန်ဟိုစီလုံးမှုကောင်းတယ်ပေါ့နော် စတက်လိုမျိုးပြန်ပြလာမဟုတ်ဘူးပေါ့အဲ့လိုမျိုးဆိုတော့အဲ့လည်းသမီး၃ယောက်ခေါ်ပါတယ်အကြီး၂ယောက်ထားခဲ့တယ်အလမ်းမှာဆိုလို့ရှိရင်ကားလေးဆက်စီရတာတော်တော်ကိုလည်းဒုက္ခတွေရောက်ခဲ့တယ်ဒါပေမဲ့ဒီလိုဒုက္ခတွေကိုရောက်ပြီးတော့လည်းအခုလိုကောက်ကောက်မွန်းမွန်းနေထိုင်ရတာပေါ့နော်အခုဆိုလို့ရှိရင်အေးအေးဆေးဆေးဖြစ်သွားပြီအဲ့ဒုက္ခတော့ခံရမှာပဲအဲ့လိုအမျိုးသားစီစီယံလှုပ်ဖို့လည်းအရင်တည်းကကိုယ်လည်းတိုက်တွန်းလာတာအမေဟိုတက်ထဲမှာနေတော့အစီအတန်းဆိုတော့ဘာမှမသိဘူးပေါ့နော်အဲ့လိုမျိုးဒီ video တွေနဲ့ပူပါမို့သူ့အမြဲတမ်းတိုက်မင်းနဲ့တိုက်တော်တာပေါ့နော် ဟာကောင်းတဲ့ဟာနဲ့မကောင်းတဲ့ဟာနဲ့အသိနေပြီလေဟိုရဲမေတွေသူတို့ကဘလောက်ပဲမျက်စိဖိနှာပိတ်ဖုံးနေမတုံခိုင်းမတုံခိုင်းသူတို့တွေဘလို့တွေတက်နေလဲလူတွေကိုဒါ PDF တွေကဘလို့ကဲတင်နေလဲဆိုတာဟိုဒါကိုယ်တွေလည်းသိနေလောက်ပြီလေဒီအားကြောင့်မလို့မှန်တဲ့လမ်းဆိုတော့ဒုက္ခရောက်ရောက်ပါစေပေါ့နော်အဲ့လိုမျိုးကိုရွေးချက်ခဲ့တာမှန်သွားတာပေါ့ခလေးတွေလည်းလုံခြုံမှုအပြည့်ရှိတယ်ဟိုဘာမှစိုးရိမ်စရာမရှိဘူး PNU တိုက်ရင်မှုတွေဆိုလို့ရှိရင်အရန်ကောင်းလားအဲ့လိုမျိုးပေါ့စီကံကြီးရယ် အဲ့လိုမျိုးသူများသားသမီးတွေပါအဲ့လိုမျိုးစော်ကားရပါဆိုသူကအသေးတက်ပြတာလေကျန်တဲ့အပိုင်းကခွင်းလို့ခွဲလို့တာဆိုတော့မဟာလာတန်းတဲ့ဆိုအများကြီးกว่าလေစက်တက်ထဲမှာဆိုအဲ့လိုမရဘူးလေဖုံးဖိထားတာသူတို့ကအဲ့လိုမျိုးလေဟိုတက်ထဲမှာအရာရှိရှိရဲ့အဲ့ဒီအုံးပွင့်တယ်လေအဲ့ဖို့ရသူလိုပဲရဲမိတို့အိမ်မှာခေါ်ခိုင်းတယ်လေခေါ်ခိုင်းပြီးတော့အမားတို့တက်ထဲမှာလေအဲ့ဒီရဲမိတို့အိမ်မှာခေါ်ခိုင်းတယ်တန့်ရှင်ရေလောက်ခိုင်းတယ်လောက်ခိုင်းပြီးတော့အဲ့ရဲမိတွေအဲ့လိုမျိုးထိကပါရိကပါလောက်တာနှစ်ယောက်လောက်ဆိုနှစ်ယောက်လောက်ကလေမိွာတည်လားနှစ်ယောက်လောက်မိွာဆိုတော့သူတို့လည်းအဲ့လိုကိုဖောက်ပြန်သွားတာပေါ့ အရာရှိဆိုတော့မှတ်တာပေါ့ဟိုယောက်ျားအကိုယောက်ျားရဲဘော်ထူတဲ့ချက်လောက်အဆင်မရှိရဆိုတော့အရာရှိဆိုတော့မှတ်ပြီးတော့ပါအောင်လာနေရလို့ရှိရအနောက်ဆုံးတယောက်ကြတော့ဘေးချင်းကရဲ့အိမ်ရအာသူသူ့ကိုလည်းအဲ့လိုပဲအိမ်ကိုခေါ်ပြီးတော့လေအလုံးလုံးဘောအဲ့လိုမျိုးထိကပါရိကပါလောက်တော့လေအဲအဲ့ဒီအမပြောပြတာအဲ့ဘူကြီးကအချက်မကောင်းဘူးပေါ့နော်အရင်နှစ်ယောက်ကလည်းမိသွားတာပေါ့နော်သူ့ကိုကြတော့လာထိတာလည်းတော့ပြစ်မှလည်းပြောလေသူကလည်းမိန်းမသိမှဆိုလို့ပေါ့နော်ကဲ သူပြောတဲ့အတိုင်းပဲလားနော်ဒါမဲ့ကျွန်တော်ပြောတာဟာဗျာ conflict နော်သဘောထားကွဲလို့ခွင့်ရှိတယ်သဘောထားကွဲလို့ခွင့်ရှိတယ်နော်အချို့တော့အမြင်ကွဲလို့ခွင့်ရှိတယ်ဒါမဲ့မဟုတ်တဲ့အရာကြီးကိုတော့ဟုတ်ပါတယ်လို့တော့ပြောတာကြီးကတော့ဒါဒါဒါခင်ဗျားမြင်တာတဲ့အရာပဲနော်အဲတော့ဒီအမျိုးသမီးဟာစစ်ပြေးရဲ့မိန်းမအကြော်တော့အခုသူပြောတယ်ကျန်ယူကောင်းကောင်းလေးကရင်ကောင်းကောင်းလေးအကုန်လုံးကောင်းနေပြူတယ်တဲ့ခင်ဗျား အဲ့ဒါလို့ရှိရင်ကျွန်တော်ပြောတော့မယ်နော်ကျွန်တော်သုံးသက်ကြည့်ပါဦးမယ်နော်ကျွန်တော်သုံးသက်ကျွန်တော်ဒါဒီအားကျွန်တော်စစ်တပ်ကြောင်သုံးသက်မှာမဟုတ်တော့ကျွန်တော်မြင်မှုတဲ့ဟာညသုံးသက်တော့မှာစစ်တပ်ကြောင်တော့ကျွန်တော်ကိုနော်စစ်တပ်ထဲမှာခုတာဝန်ထမ်းဆောင်နေတဲ့လူတွေကျွန်တော် channel ကိုကြည့်ရအောင်ပြောနော်စစ်တပ်ရဲ့အကြောင်းသိတဲ့လူတွေကျွန်တော်ကွန်မန်ရေးပေးနော်ဒီတိုင်းသူပြောတဲ့အတိုင်းသာပေါ့နော်ဒါကတော့အခု तू ပြောမဲ့အရာကိုကျွန်တော်ဝေဖန်ကြည့်မှာတော့သူဒီအားဆိုလို့ချင်းကင်းပြည်နယ်တဲ့ကတတ်တတ်ရဲ့တတ်တတ်ထဲမှာပေါ့နော် ကျွန်တော်ကျွန်တော်တို့တော့2016မှာကျွန်တော်လန်ခင်းတော့ကျွန်တော်တော့ကြောက်ပြောပြီးကျင်းပြီးနေတယ်မှာလန်ခင်းတဲ့အချိန်မှာကျွန်တော်ကြုံခဲ့ရတဲ့အရာဒေဒီခမစစ်တပ်ကလည်းစစ်တပ်တိုင်းလေးပဲနေရတာသူပြောသလိုကြီးမဟုတ်ဘူးခမအဲ့ငိမ့်ချမ်းကြီးယူထားတဲ့កောင်တွေကပဲជីဆိုးရွာဥတော်ဟိုကပွားနေခမရဲတွေဆိုလို့ရှိရင်ရဲသူရဲအဲ့ရဲစကန်တို့ရဲစကန်မှာအဝင်ဝိုင်းပဲခမအပြင်ဘွတ်ရဲဦးခမခမ အပြင်ထွက်ခွာဒီတိုင်းပဲရိုးရိုးအရက်သားလိုပဲထွက်ရတာပြူရတာကျွန်တော်2016 2016မှာတည်လာတဲ့ဟာကိုပြောပြတာနော်ပြသူပြောသလိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အရာကြီးကောင်းပါတယ်ပြူပါတယ်ဆိုတဲ့အရာကြီး तू တိတယ် तू တိရတဲ့နဲ့ရီကိုခင်ဗျာဝါရမိုင်းထဲထားတယ်2016မှာ तू တိတယ်ခင်ဗျာသူတို့ကင်းပြီးနေမှာနေလာတဲ့အရာဖြစ်တဲ့အတွက်သူတို့တိတယ်2016ဆိုတော့ဒီမိုကရေစီလက်ထက်ဒီမိုကရေစီလက်ထက်မှာတော့လွတ်လွတ်လပ်လပ်သွားလို့လာလို့မရဘဲနဲ့ဘလောက်တိ ဖြစ်နေတော့ခင်ဗျာသူတည့်ရတဲ့တဲ့ကိုဒါသူလိန်လာလို့ကျွန်တော်တတ်မှတ်လို့ရပါတယ်နော်အကျွန်တော်ကျန်တဲ့သူပြောတဲ့အတွင်ပိုင်းတွင်ပိုင်းစစ်တပ်တွေကပိုင်းနေတော့ကျွန်တော်နားမလဲဘူးသူပြောတဲ့ဟိုတည်းကထီခွားကြီးခွားရောဘာရောညာရောလှုပ်လားမလှုပ်လားအဲ့ဒါတော့သူစကားပေါ်မူတည်မှာပဲသူအပြောပေါ်မူတည်မှာပဲသူရဲ့ကိုချင်းတရားပေါ်မူတည်မှာပဲပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့သိရမလားဟမ်အိတ်ကတ်ထဲမှာတော့ပတ်သက်မရှိဘူးစိတ်တက်ကတော့ဟမ်ဟီးရိုးပဲဗျာအဲ့ဒါကြီးက နားထောင်မဲကောင်းပါနားထောင်မဲကောင်းပါစီလီယန်နေအဆင်ပြေရဆိုတာနားထောင်မဲကောင်းပါစစ်ပြေးနေအဆင်ပြေနေဆိုတာနားထောင်ရုံပဲခင်ဗျာအခုအများကြီးပဲလေခင်ဗျာစစ်ပြေးနေပျောက်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 ကုန်တော့အများကြီးဒီဟိမ့်ကုန်စုဘယ်လိုလုပ်မို့ခင်ဗျာဟိမ့်ကုန်စုဘယ်လိုလုပ်မို့ခင်ဗျာအဲ့တော့ခင်ဗျာအမဟမ်ကရင်ဘိုးတွေကကောင်းပါတယ်တဲ့ဆိုတော့ဟမ်အဲ့တော့ကောင်းပါလေနော် ဒါဒါအောက်အောက်လေးမှာတော့ comment လေးရေးပေါ့ဗျာတကယ်ပဲလားသူပြောတဲ့အတိုင်းကိုစစ်တပ်ကခင်ဗျာလုံးဝဆုံးပြတ်တန်နေရစစ်တပ်ကြီးဖြစ်နေလေဗျာဒီလောက်ဖေးသူပြောတဲ့အတိုင်းကိုဖေးဖို့ဖေးရအောင်ဘာသာလန်ကျဲဖြစ်နေလို့ချင်းခင်ဗျာဘလို့လုံးပါတော့ဗျာမရှိဘူးလားရှိတယ်ကျွန်တော်ပြောပြီးသားကြွက်ရှိရပါတယ်ကြွက်ရှိရှိတယ်ခင်ဗျာဒါမဲ့စံကောင်းပြားတယ်ဒါရဂျိုးလေးတွေးရုံပဲ။ခင်ဗျအပွဲသေးတစ်ခုမူကအခုကျွန်တော်ပြောရမယ် အခုတိုင်းသားလက်နက်ကင်လေးလည်းကြွက်ချီရောတာရှိတာပဲဒါခမချင်းချင်းလေးခမဘာလို့ဆိုသူတို့မကွဲဘူးလေခင် MMD ကွဲသွားလားမကွဲဘူး DLN နဲ့ကွဲသွားလားမကွဲဘူးမြကျွန်တော်ပြောတော့ဘောလာမျိုး KNU မကွဲဘူး KNDF မကွဲဘူးအကြောတော့မကောင်းတဲ့ကောင်တွေရှိတယ်အခုကြည့်လေဗျာအညာတော်ဝင်ပြည့်ပြည့်စင်မှာဆိုလေခမရကျွန်တော်ပြောတဲ့အတော့နှုံသိပြီလားတော်ခါလေးပါမင်းကစစ်တပ်ကိုဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ဘူး ခမောက်မြင်သာဘူးပြောတာဘာလို့လဲအကုံလုံးအကုံလုံးတိုင်းမှာ perfect ဖြစ်နေတဲ့အဖွဲ့အစည်းမရှိဘူးနော်အဲ့ဒါကိုသိရမှာအဲ့ဒါကိုပြောချင်တာအကြောတော့ဒါမဲ့ကောင်းတဲ့အရာသူတို့စီလုံးတဲ့အရာရှိနေလို့သူတို့အခုချိန်ဒီမပြိုလဲတာဗောမပြိုကွဲတာဗောဒါကြီးကိုတိတိယကြီးနဲ့ခမောက်သူတို့လိန်ညာရွတ်ပြောနေတဲ့အရာနော်အထင်သာကြီးပေါ်နေလို့တော့ကျွန်တော်ထင်တယ်ဗျ နော်အကြတော့အောက်မှာ comment လေးရေးမှတ်ပြီးပါနော်သူပြောသလိုပဲအဲ့လိုတွေစီမရှိကံမရှိတွေဖြစ်နေလားအမုံတရားကြီးတွေနဲ့မှန်းနေနော်အမုံတရားကြီးတွေမှန်းနေမုံတရားကြီးတွေမှန်းကေစီကတည်ရမလို့နော်ခင်ဗျားတို့အမှန်တိုင်းမှန်းအမှန်တိုင်းမှန်းခင်ဗျားတို့ဖြစ်ပြနေတဲ့အရာ